ော်သူလေးအစိုးရကိုတော်လှန်ရေးအင်အားစုတွေနဲ့ညှို့ပေါင်းဖွဲ့စည်းမယ်လို့ကရင်မျိုးသားအစည်းအရုံး KNU ကပြောလိုက်ပါတယ်။တော်လှန်ရေးအင်အားစုအားလုံးပါဝင်မှာဖြစ်ပြီးတော့ညှို့ပေါင်းအစိုးရပုံစံနဲ့ဖွဲ့စည်းသွားမယ်လို့ KNU ကပြောဆိုလိုက်ပါတယ်။အနာဂတ်မှာဖွဲ့စည်းမယ့်ဒီကော်သူလေးအစိုးရကကရင်လူမျိုးကိုပဲကိုစားပြုတာမျိုးမဟုတ်ဘဲနဲ့တော်လှန်ရေးအင်အားစုတွေအားလုံးပါဝင်တဲ့ KNU Plus ညှို့ပေါင်းအစိုးရပုံစံနဲ့ဖွဲ့စည်းသွားမယ်လို့ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘဒု ဆိုတော်နီယာပြောပါရယ်ဂျွန်လ14ရက်နေ့မှာကြာရောက်ခဲ့တဲ့ဒီ86ကြိမ်မြောက်ကော်တူးလီနေ့မှာကော်တူးလီဖက်ဒရယ်ယူနစ်အကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြတဲ့အချိန်ထည့်သွင်းပြီးတော့ပြောဆိုခဲ့တာပဲဖြစ်ပါရယ် KNU+ မဟာဗျူဟာမှာ KNU ကဥဆောင်တဲ့အခမ်းကဏ္ဍကနေပါဝင်มาဖြစ်ပေမဲ့ခရင်မဟုတ်တဲ့ဒီတခြားတိုင်းရင်းသားတွေနောက်ပြီးတော့လူငယ်တွေအမျိုးသမီးအဖွဲ့အစည်းတွေနဲ့2020ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေရဲ့ဒီကိုစားပြုမှုတွေကိုပါ ထည့်သွင်းသွားမယ်လို့ဆိုပါရယ်ကော်တူလေအစိုးရကို2025 26ခုနှစ်အတွင်းမှာဖွဲ့စည်းဖို့ရည်မှန်းထားပေမဲ့လည်းခိုင်မာတဲ့မူဝါဒတွေနဲ့လူသားအရင်းမြစ်ပိုင်းပြင်ဆင်ဖို့အချိန်ယူလုံဆောင်ရအောင်မယ်လို့ဆိုပါရယ်